ဆရာတွေကိုအယူလုပ်ပြီးစာမှုဘက်မှာစာခိုးချခဲ့တဲ့အိုက်ကျူနေရာရှိတဲ့အကြောင်းသူမင်္ဂလာပါပြိသက်ကြီးတို့ရေចောင်းသားဘဝမှာစာမှုဘက်ဖြစ်ရင်တငယ်ချင်းကိုအဖြေပြဖို့ကြလားဒါမှမဟုတ်ကိုယ်တိုင်ခိုးချဖို့ကြလားဒီနေ့ပြောပြမယ့်ဇလန်းကတော့ U-turn ခိုးချတဲ့အစင်မဟုတ်ပါဘူးကဘာကျော် SDIC စံမွေးကြီးတစ်ခုလုံးကိုနိုင်ငံလိုက်အချိန်ဆုံး time zone ကွာခြားချက်တွေကိုသုံးပြီးစနစ်တကျခိုးချခဲ့ကြတဲ့ចောင်းသားတစုအကြောင်းပါပဲ။ခေါင်းဆောင်ကတော့ IQ 200ရှိတဲ့ ပါရမီရှင်ကြောင်းသူလေးလင်းပါပဲသူကဆရာတွေကိုဘလို့ယူလုပ်ပြီးတန်းကျက်တဲ့ဖြစ်သွားလဲဆိုတာဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးသွားမှာပါဇလန်းဆာမှာတော့ SDIC ဆာမွေးပွဲအရှုပ်တော်ပုံကြီးပေါ်ပေါက်လာပြီးတဲ့နောက်ကျောင်းသားတွေကိုခေါ်ယူစစ်ဆေးနေတာကိုတွေ့ရပါတယ်အဓိကဆက်ကောင်းလင်းဟာအတန်းထဲမှာထိတ်ဆုံးကြောင်းသူဖြစ်ပြီးတင်ချပြန်ပွဲဘောင်းဆုံမှာဆူရထားတဲ့သူပါသူ့ဘဝကမပြေဆုံးပါဘူးမိဘတွေကွာရှင်းလာပြီးเสียละซะเนเนลิเบยาระอเปญอภิผิดตัวเนี่ยอตุเนี่ยอ่ะบาอภิผิดตัวก็ตะมี้โกปัญญาระจีผิดเสียจริงแล้วลูก ကျောင်းစိတ်ကြီးတဲ့ဂုံတရင်ကြီးတဲ့ကျောင်းမှာအဖို့ကြိုးစားပါတယ်လင်းကအဖေးပစံကုံမဆုလို့မတက်ချင်းပေးမဲ့ကျောင်းအုပ်ကြီးရှိမှတဲ့ကျောင်းစိတ်တကူခေါင်းထဲမှာတဲ့တွက်ချက်ပြတာကြောင့်ကျောင်းအုပ်ကြီးသဘောကျပြီးပညာသင်စုပေးလိုက်ပါတယ်ကျောင်းရောက်တော့ Grace ဆိုတဲ့ comment လေးနဲ့ထင်သွားကြပါတယ် Grace ကချမ်းသာပေမဲ့စာမလုပ်ချင်မဲ menu လုပ်ချင်တဲ့သူဟာပြည်ပြဒနာကကျောင်းကဗျာမြအမှတ် GPA 3.2ရမှလိုချင်တဲ့ လှုပ်ရှားမှုတွေလှုပ်ခွင့်ရမယ်ဆိုတဲ့စည်းကမ်းချက်ထုတ်လိုက်တဲ့အချိန်မှာစတက်ပါတော့တယ်ဂရစ်ကဆမ်မွေးကြမှာကြောက်လို့လင်းကိုအကူကြီးတောင်းပါတယ်လင်းကစာပြပေးပေမဲ့ဆမ်မွေးခနဲ့ရတော့ဂရစ်တရဘာမှမဖြစ်နိုင်ပဲဖြစ်နေပါတယ်လင်းလင်းဟာသူဖြစ်လို့ပြီးတော့ပေမဲ့သူ့ရဲ့တူတူသောတငယ်ချင်းဂရစ်ကိုတနာပြီးကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီနေရာမှာလင်းရဲ့ပထမဆုံးပါရမီပြတဲ့အခန်းစပါပြီအဖြစ်မှန်တွေကိုခဲပြက်ပေါ်မှာရိတ်ဖက်နဲ့ထည့်ပြီးဂရစ်စီကို6ချင်းဖက်နဲ့လှမ်းကန်ပြီးပို့ပေးလိုက်ပါတယ်ရှင်တမမနဲ့ဖြစ်ရတာကတော့ဂရစ် ဂရစ်ကဖနက်ကိုပြန်ကန်ပေးတဲ့အခါအရှိန်လုံးပြီးအခန်းလေကောင်ရောက်သွားတာပါပဲဒါပေမဲ့ညံကောင်နဲ့လင်ကမတ်တရက်အဖြေလွာထပ်မလို့နဲ့ဖနက်ကိုနေပြီးပြဿနာကိုဖြေရှင်းခဲ့ပါတယ်ဂရစ်လည်းအမှတ်ကောင်းကောင်းနဲ့အောင်သွားခဲ့ပါတယ်အောင်ဝဲခရင်ဂရစ်ရဲ့ချမ်းသာတဲ့ကောမလီပတ်နဲ့တွေ့ခဲ့ပါတယ်ပတ်ကလေးရဲ့အရေးချင်းကိုတီးပါပြီးသူတို့တငယ်ချင်းတစုလုံးကိုဆံဝဲအောင်ကူညီပေးရင်တဘာသာကိုဘတ်တထောင်စီပေးမယ်လို့ကန့်ခံပါတယ်လင်ကအစားကငင်းခဲ့ပေမဲ့သူ့အဖေကပညာသင်ဆုရတာတဲ့ဂျာက ဆရာဆရန်ဂျီဆိုတဲ့ခေါင်းစဉ်နဲ့ចောင်းကိုပတ်စံနဲ့အများကြီးအောက်ကပေးနေရတာကိုသိလိုက်ရပါတယ်ကျောင်းကတော့ပညာရေးကိုစီးပွားရေးလုပ်နေသူတို့ဘာလို့မလုပ်ရမှလဲဆိုပြီး link လက်ခံလိုက်ပါတယ်ဒီမှာတဲ့ link ရဲ့နံပါတ်ကြည့်စံတရားလက်ကွက်နီးလန်းပေါ်လာပါတယ်စာမွေးအဖြေယူရအတွက် ABCD အဖြေတွေကိုစံတရားလက်ကွက်ပုံစံတတ်မှတ်လိုက်ပါတယ်ဇဝဲကုန်ပေါ်မှာလက်ချောင်းတွေလှူရှားယူနေအဖြေပေးလို့ရတယ်လို့ဆရာတွေကြည့်ရင်လည်းတချင်းတီးနေတယ်လို့မို့ ဘာမှတန်တရားမဝင်ပါဘူးဒီလုပ်ငန်းကအကြီးကျယ်အောင်မြင်ပြီးလေးလေးပတ်စံနဲ့အများကြီးရလာပါတယ်သူတို့ဆမ်ဝဲမှာစာခိုးချတဲ့လုပ်ငန်းကတာမန်အတန်းပေါ်အချင်းချင်းကူညီတဲ့အဆင့်မဟုတ်တော့ပါဘူးဖောက်တယ်ပိုများလာတဲ့အတွက်ဘတ်ဂတ်အဘက်ကွန်ပျူတာစစ်ကြောလိုမျိုးစတိုင်ထုတ်ပြီးဟောပြောပွဲကြီးတော့လုပ်ခဲ့ပါတယ်ဒီလိုစနစ်တကျမားကတ်တင်းဆင်ခဲ့တာကြောင့်သူတို့တွေတာနဲ့ချီရှာနိုင်ခဲ့ကြတယ်လင်းကရလာတဲ့ပတ်စံတွေကို၎င်းမဖြုံးပါဘူးအင်စီကူပေးတယ်လို့အဖေပြုသူအတွက်လည်းရှက်အင်ကြီးအစ်စ်ဝယ်ပေးခဲ့ပါတယ်ဒါပေမဲ့အဖေကတော့တမီးရဲ့မတမာတဲ့လောက်ရက်ကိုတီသွားတဲ့အခါအဲ့ဒီအင်ကြီးကိုဝတ်ဖို့ငင်းဆန်ခဲ့ပြီးအရင်စိတ်ပြတ်ခဲ့ပါတယ် ဒါပေမဲ့ပြန်ဘက်တယောက်ရှိနေပါတယ်သူကတော့ဘန်ပါဘန်ကလည်းလင်းလိုပဲဆင်းရဲပြီးပညာသင်ဆုနဲ့တက်နေရတဲ့ပါရမီရှင်မှာသူကရိုးသားပြီးခိုးချတာကိုမုံပါတယ်ပြဿနာကဒီနေ့မှာဘန်ကအတန်းဖော်တွန်းကလင်းရဲ့ပြဿနာကိုချောင်းကြည့်ဖို့ကြိုးစားနေတာကိုမိသွားပြီးဆရာကိုတိုင်ပြောလိုက်ရတာကစပါတယ်လင်းလင်းနဲ့တွန်းတို့ရုံကန်ရောက်သွားပြီးအဖြစ်လွားတွေစစ်ဆေးကြရလင်းရဲ့လေးဝက်ချက် ပေါက်ကြားသွားပါတော့တယ်။ကျောင်းအုပ်ကြီးကလင်းကိုကျောင်းမထုတ်ပေမဲ့ပညာသင်စုရုတ်တလဲတလို့နိုင်ငံညာပညာသင်စုရှောက်ခွန်ကိုပါပိတ်ပင်လိုက်ပါတယ်။အဖွေဖြစ်သူရဲ့စိတ်ပြအားငယ်မှုနဲ့အတူလင်းတရအကြီးအကျယ်ရှုံးနိမ်သွားခဲ့ပါတယ်။ဆက်ရှိန်ကဒီနေရာမှာပြန်မြင့်တက်လာပါတယ်။ Grace နဲ့ Pass တို့က Boston တက်သူတက်ချင်းပေမဲ့ဝင်ခွင့်ဆံပွဲဖြစ်တဲ့ SDIC ကိုမအောင်နိုင်ခဲ့ကြပါဘူး။လင်းကိုအကူအညီတောင်းခံပါတယ်။လင်းကအစကငင်းဆန်ပေမဲ့ဟိုတယ်တစ်ခုမှာမတူညီတဲ့နိုင်ငံတွေရဲ့နာရီကိုမြင်ပြီးအကြမ်းမိုက်တစ်ခုရသွားပါတယ်။အဲ့ဒါကတော့ time zone ပါ SDRC စာမွေးကကဘာတော်လုံးမှာမေကွန်တူတူပဲဖြစ်တဲ့အတွက်လင်းကအချိန်၄နာရီစောတဲ့ဩစတြေးလျမှာတွားဖြစ်မဲ့အဖြေလွှာတွေကိုမှတ်လာပြီးထိုင်းနိုင်ငံဖြစ်မဲ့သူတွေစီပို့ပေးမဲ့ဆိုတဲ့အကြံပါပဲ။ဒါပေမဲ့တယောက်တည်းဆိုအဖြေတွေအကုန်မမှတ်နိုင်ပါဘူး။နောက်ထပ်ပါမီရှင်တယောက်လိုပါတယ်။အဲ့ဒါကတော့ ban ပါပဲ။ ban အကြောင်းနည်းနည်းပို့ပြောရရင်သူကတကယ်ကိုယူသားပြီးအမေကိုလှုပ်ကျူးနေတဲ့တားလိမ့်မလေးပါ။သူ့မိကအိုးရှော်ဆိုင်ဖွင့်လာပြီမဲ့အိုးရှော်ဆက်ပြက်နေလို့လက်နဲ့ရှော်နေရအထိဆင်းရဲပါတယ်ဘန်ရဲ့မညံစွန်ရီတာဘလောက်ကောင်းတယ်လဲဆိုရင် ပိုင်ဖို့ကိန်းကနန်းတွေကိုအမြန်ရစ်ပြနိုင်တဲ့အထိပါပဲအစာတော့ကသူခိုးချတာကိုလက်ခံခဲ့ပေမဲ့ကန်ကြမ္မာရက်ဆက်မှုကြောင့်လူမိုက်တွေရိုက်နှက်တာခံရပြီးအမိုက်ပုံနဲ့ရောက်သွားတဲ့အချိန်မှာတော့သူ့ဘဝအမြင်တွေပြောင်းလဲသွားခဲ့ရပါတယ်ဒါကြောင့်သူဆံပွဲမဖြေလိုက်ရပါဘူးဘဝပြတ်သွားတဲ့ဘန်ဟာပတ်စံလိုချင်တာကြောင့်လင်းလို့ရဲ့အစည်းအဝေးနဲ့ဝင်ပါလာပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတီးလိုက်ရတာကဘန်ကိုလူမိုက်တွေလွတ်ပြီးရခိုင်ခဲ့တာကပတ်သားဘန်ဆံပွဲမဖြေနိုင်မှသူ့အဖွဲ့နဲ့ဝင်လာမှမလို့ရုံမှခဲ့တာပါဘန်ကဒါကိုတီးပြီးထွက်ဖို့လုပ်ပေမဲ့စင်းရဲတဲ့ဘွားကိုမလိုချင်တော့တာကြောင့်မချင်တဲ့ချက်တွေနဲ့ပဲပြန်ပေါင်းပြီးဩစတြေးလျ ရကိုထွက်လာခဲ့ကြပါတယ်။ SDRC စံပွက်မတန်းချင်းပြင်ဆင်မှုတွေကလည်းမလွယ်ကူလာပါဘူး။လင်းနဲ့ဘန်းတို့ဟာအဖြစ်တွေအလွတ်ချက်ပြီးအိမ်သာနဲ့ပြည်ကဖုန်းနဲ့ရိုက်ပို့တဲ့လက်ကျင်ခန်းကိုအချင်းချင်းလုခဲ့ရပါတယ်။ဒါအပြင်အဖမ်းခံရဟန်ဆောင်မှုအတွက်မြေအတူလုံးကြီးတွေမိကြမြေကြာနီးတွေကိုပါတပုဒ်ကလက်ကျင်ခဲ့ကြပါတယ်။အထူးသဖြင့်နားချိန်မရှိတဲ့နောက်ဆုံးပိုင်းမှာအခန်းထဲကထွက်လို့ရအောင်နေမကောင်းညံဆောင်ပြီးအန်ဂျီယာလုံးမဲ့နီလန်ကိုပါကြိုတင်ကြံစီခဲ့ကြတာဖြစ်ပါတယ်။လင်းနဲ့ဘန်းတို့စစ်ပနီရောက်သွားခဲ့ကြပါပြီအစီအစဉ်ကတော့ဖုန်းတွေကိုအိမ်သားတွေဖွက်ထားပြီးအားလက်ချင်းလေးမှာ အဖြေဝင်ပို့ကြမှာပါထိုင်းနိုင်ငံမှာတော့ Grace နဲ့ Pass တို့ကကျောင်းသားတွေကိုခဲတဲ့နေပေါ်မှာဘာကုတ်တွေအနေနဲ့အဖြေကပ်ပြီးဝင်ငှဖို့အသင့်ဆောင်နေပါတယ်ပထမပိုင်းအဆင်ပြေပေမဲ့ ဒုတိယပိုင်းမှာတော့ရင်းတုံစရာတွေဖြစ်လာပါပြီ။ဘန်ကအိန္ဒါနဲ့အဖြေပို့နေရင်ကြာနေလို့တကားခောက်ခံခဲ့ရတယ်။ထိတ်လန့်မိအိန္ဒါဖုန်းကိုရိုက်ခွင်းမိတယ်လို့ဖုန်းကိုရည်နဲ့ဆွဲချဖို့ကြိုးစားရင်းမိသွားပါတော့တယ်။လင်းကတော့ဘန်အဖမ်းခံရတော့ကိုအပြင်ရောက်မှသိလိုက်ရပါတယ်။အခုဆိုရင်လင်းတယောက်ထက်နောက်ဆုံးပိုင်းကိုဖြေပြီးအဖြေပို့ရတော့မယ့်အခြေအနေပါ။မေးဖို့နဲ့အများကြီးတယောက်ထက်မှတ်မိဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။ဒါပေမဲ့လင်းကဒီတသမားပြီးပြီးဆန်တရားတန်စင်းနဲ့အနေနဲ့အုံနောက်ထက်ဆွဲမှတ်လိုက်ပါတယ်။ဆမ်ဝဲခန်းကထွက်ဖို့လင်းဟာခဲတယ်နဲ့ လေချောင်းကိုထိုးပြီးအန်ဂျီအောင်ဆောင်းလာထွက်လာခဲ့ပါတယ်။ဒုံကျော်ကြီးတွေကတန်တရားဝင်ပြီးလိုင်ဖန်တဲ့အခါမီအောက်ဘူရာယိုအထိထွက်ပြေးရပါတယ်။ပြီးလွှာရင်ဖုန်းကကွဲသွားပြီးမှဂျူစာပန်းစားနှိပ်ပြီးအဖြေတွေအကုန်လုံးကိုထိုင်းနေငစီပို့ပေးနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့လင်းကအဖမ်းခံလိုက်ရပြီးမဲ့တက်တေဖုန်းကိုသူများအိတ်ထဲထည့်လိုက်နိုင်လို့တက်တေမမိပဲလွတ်သွားခဲ့ပါတယ်။ဇကာရဲ့အဆွေးဆုံးအခန်းတစ်ခန်းကတော့စစ်စေးအခန်းကမြင်ကွင်းမှာပဲလင်းကိုစစ်စေးဖို့ခေါ်လိုက်တဲ့အချိန်မှာဘန်က အရင်ရောက်နေပြီးခတ်ဆူနေတာတွေ့လာရပါတယ်ဘန်ကသူတယောက်ထက်အပြစ်ခံပြီးလိန်ပြောပေးနေတာမို့လင်းကိုမပါလာစေဖို့နှကန်းကိုလက်ညှိုးထိုးပြီးအချက်ပြခဲ့ပါတယ်နှကန်းကိုလက်ညှိုးနဲ့ပိတ်ပြီးအချက်ပြခဲ့ပါတယ်ဒီမြင်လို့ကိုမြင်လဲရတဲ့လင်းဟာမျက်ရည်ဝဲပြီးသူတို့နှစ်ယောက်စနီမာပြပြရှင်းရှင်းရိုက်ခဲ့တဲ့တခုတည်းတော့ဆာဖီပုံလေးကိုဖုန်းထဲကနေဖြတ်ပစ်လိုက်ရပါတယ်ဖန်နငါကိုပြန်တော့အားလုံးကအောင်ပွဲခံနေကြပြီမဲ့လင်းကတော့မပြောနိုင်ပါဘူးဘန်ကတော့ကြောင်းထုတ်ခံရရပါပြီအစိုးဆုံးကတော့ယူတာတဲ့ဘန်ဟာ ပတ်စံရဲ့ရတာကိုတည်သွားပြီးနောက်ထပ်ဒီလုပ်ငန်းနဲ့ထပ်လုပ်ဖို့လင်းကို ပြန်ချင်းချောက်ပြီးခေါ်ပါတယ်လင်းကတော့သူ့အမကိုတည်သွားပါပြီဘန်းကြီးရဲ့ကလမ်းကိုညင်းပယ်လိုက်ပြီး SDIC အဖွဲ့အစည်းစီကိုတိုင်းတွားရောက်ခါအဖြစ်မဲ့အားလုံးကိုဝေခန့်လိုက်ပါတယ်ဒီဇက်ကပညာရေးစနစ်ရဲ့ဟာကွက်ဒီဒီဇက်ကပညာရေးစနစ်ရဲ့ဟာကွက်ဒီမိဘတွေရဲ့မျိုးလင့်ချက်ဖီအားတွေနဲ့လူငယ်တွေလမ်းမရောက်သွားပုံကိုကောင်းကောင်းကြီးမိမုံထူပြသွားခဲ့ပါတယ်ပြည်သက်ကြီးရောဒီလိုအခြေအနေမျိုးနဲ့ဆိုရင်လင်းလို့လုံးမိမဲ့ထင်လားဥမမာဆွေးနွေးပေးသွားကြပါဦး